နည်းနည်းအနည်းငယ်အမိနစ်မိနစ်အချင်းအနည်းငယ်တွင်းလေးမှာကျွန်တော်ဆက်လက်ကြည့်အောင်အာနည်းနည်းလေးအစင်နှစ်ပြီးတော့မှနည်းနည်းလေးဒီထက်မြန်အောင်သွားပါမယ်ဒါကကြိုလိုက်တော့မယ်ဒါဒီကတော့စာအုပ်ထဲမှာပဲပါလာမယ့်ဟာတွေဖြစ်တဲ့အချက်လက်ထဲမှာမထည့်တော့ဘူးโอเค နမကူမှာ mixer ဆီယာများကိုဘယ်လိုဆက်ဆံရမလဲအခုနကျွန်တော်တို့တင်ယူနေတဲ့လွဲမားနေတဲ့ all water ဆီယာများဟာကိုယ့်ရဲ့အိမ်ထဲမှာလည်းရှိနိုင်တယ်။သူမဟုတ်ကိုယ့်ရဲ့အသိန်းတော်ထဲမှာလည်းရှိနိုင်တယ်။သူမဟုတ်သူကိုယ့်ရဲ့ mix ဆီသူငယ်ချင်းကောင်းလို့ခေါ်တဲ့အတူတူကြောင်းတက်ဘူးတဲ့လူတွေထဲမှာလည်းရှိနိုင်တယ်။အတိ mix ဆီထဲကနေလည်းရှိနိုင်တယ်။ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲ။ကျန်းစာကဘယ်လိုဆက်ဆံဘူးဘယ်လိုနဲ့ သူတို့နဲ့ဆက်နွယ်ဖို့ပြောထားတယ်လေဆိုတာအချက်လဲငါးချက်ကျွန်တော်ကြည့်မှာဖြစ်တယ်ဆိုတော့ခက်တော်တော်လေးကျွန်တော်တော့ပါမယ်နံပါတ်1မှာသူတို့ကိုတတိပြုတ်ပါရှင်မကုတ်ခန်းကြီး73အငွေ20နဲ့23ဒီမှာတော့အချက်၅ချက်ပဲပေါ်ပြတဲ့ကြောင့်ဂျမ်ပိုက်လေးတစ်ခါလေးပေါ့နော်ဒီတူတူလေးတွေဆိုတော့ကျွန်တော်ဒီမှာလေးပေါ်ပြထားပါတယ်အကြောင်းမူကားခရစ်တော်ဤအယောင်ကိုဆောင်တော်သူနဲ့ mixer prophet သူဒီပေါ်လာ၍ရွေးချယ်တော်သူတို့ကိုလှည့်ဖြားနိုင်လင့် ်လှေ့ပြားလောက်အောင်နမိလက္ခဏာအန်အော့ဖွေသောအမှုတို့ပြကြလိမ့်မည်သူတို့သည်တတိပြုကြသောသူအကြောင်းအရာရှိသည်မြတ်ကိုငါပြောနှင့်မည်ဒီစကားဟာယေရှုကိုယ်တိုင်ကပြောတဲ့စကားဖြစ်တယ်ခရစ်တို့အယောင်ဆောင်သောသူနဲ့မိဆာပရောဖက်တူပေါ်လာ၍သူများကိုလှည့်ပြမယ်ဘသူ့ကိုလှည့်ပြမယ်လို့ပြောနေဒီမှာ ယွိချေတော်တူတူတယ်ယွိချေတော်တူဆိုဘယ်သူပြောချင်တာလဲကျွန်တော်တို့အခုခက်စကားနဲ့ပြောမယ်ဆိုရင်ခရိယန်ယုံကြည်သူဒုတိယမွေးချင်းခံတဲ့လူလို့ကျွန်တော်အနက်ဖွင့်ပြီးတော့မှအာကျွန်တော်တို့လက်တွေ့ပြောရင်မမှားပါဘူးယုံကြည်သူ အလွယ်ကူဆုံးနဲ့ပြောမယ်ဆိုရင်အဲ့ဒီခရစ်တော်ကယွိချေထားတဲ့ယုံကြည်သူများသေးကစစ်မှန်သောယုံကြည်သူတွေထဲမှာလည်းပဲ အေးဒီ mixer ဆရာတွေကလာလှစ်ဖြားမိတဲ့လှစ်ဖြားတဲ့ခါမှာဗာပြောလဲလှစ်ဖြားလောက်အောင်တဲ့ဗာဒီလုတ်ကြတယ်လေနမ်မိလက္ခဏာ un off အမှုကလေးပြကြလိမ့်မယ်စင်မနဲ့ယုံကြည်သူဒီလေးပဲပါသွားလောက်အောင် လွေးသွားလောက်အောင် mixer တိတိဒီမှာ oh sorry mixer ဆရာဒီမှာနမ်မိလက္ခဏာပြတ်တတ်တယ်ဆိုတာကယေရှုကိုယ်တိုင်ကအတိလင်းဒီမှာဖော်ပြထားတယ် အဲ့ဒါကြောင့်အဲ့ဒီလူတွေကိုပါလုတ်ခိုင်းတယ်တတိနဲ့ပထမဆုံးတတိပြုတ်ကြပါတတိပြုတ်တယ်ဆိုတဲ့စကားလုံးကို KJV နဲ့ကျွန်တော်ကြည့်တဲ့အခါမှာအင်္ဂလိပ်မှာ take heed တောင်းထားတယ်အတိတ်ဘေကဘာကိုပြောချင်တယ်လဲဆိုတော့ discern ပိုင်းခြားပါဒီလူဟာဒီဆရာဟာဖျားလူဟုတ်သလားနာမည်ပဲကြီးနေတာလား တချို့နာမည်ကြီးတိုင်းဘုရားလူလူပဲထင်တတ်ကြတယ်။ကဘာပတ်တိုင်းဘုရားအပေါင်းပြုတယ်လူပဲထင်တတ်ကြတယ်။တတိထာဘူးကဘေသူဘေဝါကပဲနမိတ်လက္ခဏာပြပါစေ။ဘာအကြောင်းပဲပြောပါစေ။ကျွန်တော်တို့ကိုယေရှုဘာတင်ပေးခဲ့လဲ။တတိပြုကြပါတတိပြုပါဆိုတာအာသူကျန်းစာကင်တာပဲတရားဟောတာပဲဒီအသင်းတော်ကကောင်းတဲ့ဘုရားကျောင်းပဲ အော်ယောသူတို့ခံချက်ဒီအကိုင်းကနာရီယာမမားပါဘူးဆူလောက်နဲ့မလောက်နဲ့ရှင်ပိုးလူကူတိုင်းတရားဟောတာတောင်မှဘေးဒီမြုပ်သူမြို့သားတွေကလုံးဝအချမ်းစာနဲ့ချင့်ချိန်တာအဲ့ဒါပြောချင်တာလွေးလာမှားလာမှားလာဆိုတာတတိထားပါ discern ပန်ချာတပ်ပါအာဒါကျွန်တော်ရအ mix ဆူဆိုတော့လေအမှန်ပါပါ အာသူကတော့ကျွန်တော်တို့အတူတူကြောင်းတက်ဘူးပါတယ်အတူတူကြောင်းတက်တော့ तू မမှားလို့ဘူး तू အဲ့ဒီ तू အဲ့ဒီဆရာကတော့ဟူခိုင်တနာကနေကြီးပြင်းလာတယ်ဟူအသိန်းတော်ကကြီးပြင်းလာတယ်ဟူဆရာရဲ့တပည့်ဖြစ်တယ်အာသူကတော့အာကူပါမလုံနဲ့ရှင်ပေါ်လူဟောလာတောင်မှဘေးဒီမြို့သူမြို့သားတွေကနော်ကောင်းကောင်းစီစစ်တာကျွန်တော်တို့ဘာမှမဟုတ်တဲ့လူကမနေ့ညမှမှန်ပြီမဲ့ဒီနေ့မှလွိမ့်နိုင်တဲ့လူသားတွေ၁၀နှစ်လုံးလုံး၁၅နှစ်လုံးလုံး ရှင်ဂျေတို့ဩဝါဒခုခံကာကွယ်ဟဲ့လူပြောတယ်လူကတေခါနီးမှလွဲနိုင်တယ်မြန်မာပြည်မှာအဲ့လိုမျိုးဆရာရှိတယ်သူခက်ခါတုံးမှာတော့သူရဲ့တပည့်တော်မွေးထုတ်ခဲ့တဲ့အရာတွေကဩသူများမရောက်ဘူးတဲ့နေရာမှာ CB အနေနဲ့ binary frontier အနေနဲ့ chess planter တွေဂျဝေမှာလေးရောက်ကြတယ်ဂျဝေတမိုင်းကိုကျွန်တော်အခုကြီးပြုစုပြီးမှလေ့လာတဲ့အခါမှာဂျဝေဒေတာမှာ even glue 2ဖောက်တဲ့လူအမ်ပထမအုပ်စုက အဲ့ဒီအုတ်ဆုဖြစ်တယ်နာမည်မပြောတော့ပါဘူးတပိတ်တော့သင်တန်းနေလာလို့တယ်အဲ့ဒီဆရာရဲ့လက်ထောက်ဒီသူကိုယ်တိုင်တော်တော်ကောင်းအဲ့ဒီဆရာနဲ့တွေးနေလူတွေအယမ်းစစ်ကတ်တယ်ဒါပေမဲ့ကြားလာကြားလာကြားလာတေခါစေးစေးမှလွေးသွားတာရှိတတ်တယ်ကျွန်တော်တို့ကကျွန်တော်တို့လည်းအာကကုကုကုအဟုတ်ကြီးလို့မထင်ရဘူးထင်လို့မရဘူးကျွန်တော်ပြောချင်တာကတအူးတယောက်တရားဟောတဲ့ခါတိုင်းမှာ ်ဩကျန်းစာနဲ့ကိုက်ညီသလားမှန်သလားဆိုတာဒီမှာတတိပြုပါဘယ်သူပဲဟောဟော तू อ่ะจ้องอกจี้สุรโต तू อ่ะอ่าจ้างสาจ้องเสียสุรโต तू อ่ะอเมริกาหมาเนสุรสูหลอกเนเลยจนเราอากูดูไม่เอาอะเต็นโดอ่ะเสียเนาะอ่าตีนตาเตียวดูบ่ตู้ตีนอกเสียเตียวฮอไรเอ็งง่ายเด้ตะชาฮ้อเหรอติเอ็งบ่ง่ายตู้เสียก็เลยเปลี่ยนเมเด้ ဘာဖြစ်လို့သူများတရားဟောရင်တင်တင်ကိုကြည့်ရတာတင်မအိမ်ငိုက်ဘူးငါဟောတဲ့ချိန်ကြမှာနေအမေနဲ့ကောင်းငုတ်ပြီးအိမ်ငိုက်နေတာလေမေးလိုက်တော့အာဆရာကူတော့ကျွန်တော်စိတ်ချနေလေတင်တာဘယ်တော့မှလွေမာတော့ဩလာဟောမှာမဟုတ်ဘူးဆိုတော့တေချာတော့ဘာမှเนาะအဲတတိထားပြီးမှကြည်နေဆရာမလို့ထောက်ခံပြီးသားပါเนาะဟာတာတဘောနဲ့သူတို့ပြောတာ တချို့တွေကတော့ကိုယ်ဆရာဖြစ်ရင်အကုန်လုံးမှန်မယ်ထင်တာမဟုတ်ဘူးဘယ်သူဟောဟောယေရှုမိမာနေအတိုင်းတတိပြုပါနံပါတ်1တူရုကိုစုံစမ်းပါတူရုဆိုတာဘယ်သူတွေလဲအဲ့ဒီတရားဟောဆရာချစ်သူတို့ခတ်သိမ်းသောစိတ်ဝိငင်တို့ကိုမယုံကြနဲ့စိတ်ဝိငင်တို့သည်ဖျားသခင်နဲ့ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြလော့ အကြောင်းမူကားမိဆာပရောဖက်များတို့သည်ဤလောကသို့ရောက်ကြသည်ဘယ်ဆရာဆရာမကားတရားဟောဟောမယုံနဲ့လုံးလုံးမယုံနဲ့လူသားပဲမနှင်းညကဖျားလူလူអော်နေတဲ့ဖျားဘိသိတဲ့ပုဂ္ဂိုလ်ကနောက်တနေ့ကျတော့လွဲသွားတာကိုလျက်ကြီးကိုပက်လက်အပက်လက်မလှမ်းပါဘူးเนาะမှောက်သွားအောင် ဖျားသခင်ကသူ့အသုံးပြုပြီးတော့မှအောင်မြင်ခြင်းပေးတဲ့ဒါဝိဒ်စစ်တိုက်တဲ့အခါမှာအောင်မြင်ခြင်းပေးတယ်အောင်မြင်ခြင်းပေါင်းစုံကိုကြုံတဲ့ဒါဝိဒ်မနေ့ညမှာကတော့အောင်နိုင်ခဲ့ပြီမဲ့ဘက်စဘာနဲ့တွေ့တော့ကတော့သူလည်းပြူလဲသွားတာဘယ်တရားဟောဆရာကဘယ်တရားဟောကျွန်တော်တို့တတိထားပါတတိပြူပါစုံစမ်းပါ စုံစမ်းဆိုတဲ့စကားလုံးကမူရင်းစကားကိုကျွန်တော်တိရောအခန်းကြီးလက်တမှာ try ဆိုတဲ့စကားလုံးကို KJV မှာတုံးထားတယ်။အဲ့ဒါလေးကိုကျွန်တော်ကြည့်တဲ့အခါမှာ dokimazo အတိတ်ဘက test sansiba examine prove အတိတ်ဘက်ပါလေဆိုတော့ဟုတ်လားမဟုတ်ဘူးလားမှန်လားမမှန်ဘူးလားအဟုတ်အမှန်ဖြစ်တယ်လားမဖြစ်ဘူးလားစစ်လားမရှိဘူးလား ဥပမာပိုက်ဆံတူဒီဟူတခါတော့တပေါင်းတာအတူဒီအရမ်းများတဲ့ခါမှာလူတကာတပေါင်းတာလက်ထဲမှာဝင်တာနဲ့ချက်ချင်းပိုက်ဆံအိတ်ထဲမှာမထည့်ဘူးအစ်စ်အမန်ဘလူကြည့်ရမလဲဆိုတာလိုင်းပေါ်မှာရှိလာတဲ့ခါမှာအာမင်းချောင်းရှိမရှိကြည့်ရတယ်အာအပေါ်ကူမြောက်ပြီးတော့မှချင်းတစ်အဖြူရောင်လေးမှာအဲ့ဒီမှာအာပုံလေးပေါ်သလားအမတကုံကြည့်ရတယ်မောင်းရင်အလွေးကြီးကူရမင်းတော့သွားပြီးပြန်တောင်းလို့မရတော့ဘူးအမှုလေးပတ်မှာအဲ့ဒါကိုပြောတာ try ဆိုတာက 30ပါဥပမာတင်းနာဖုန်းတစ်လုံးဝယ်တဲ့အခါမှာစိုက်ကေဝယ်တဲ့အခါမှာကျွန်တော်တို့ဒဝေမှာက time bing ဒီသုံးပြီးမဲ့တရုတ်ဘင်းတွေလည်းပါတတ်တယ်ရောရောပြီးတော့မှကျွန်တော် mix suite ဆရာတွေက time bing တင်ပြီးတော့မှတရုတ်ဘင်းကိုဝယ်မှခေတယ်ကောင်းကောင်းနားမလဲအာမစမ်းစစ်မိတဲ့အခါမှာယုံကြည်စွာနဲ့ဝယ်တဲ့အခါမှာ time bing တွေကနှစ်ပေါင်း30 20နှစ်ပါတုံတုံတိတ်ပြီးတော့မှ set နဲ့ပတ်သက်ပြီးပြင်စရာတိတ်မလို့စင်နှစ်လောက်ကတော့ ACC ဒါပေမဲ့တရုတ်ဝေမိလိုက်တော့ပက်ကင်းလို့ပြောပေမဲ့၃နှစ်မှဆိုရင်ချောင်းဆူးနေပြီအဲ့ဒီဆိုင်ကနာစီးနေတယ်နည်းနည်းသုံးလိုက်ရင်ခဏခဏပြင်ဆိုင်မှာပုနေရတယ်ဘာကြောင့်လဲ try ဆိုတဲ့စစ်စစ်မှုအားနေအမအမှန်ကိုမသိခေလို့တတိမထားမိလို့မစမ်းစစ်ခေလို့မတတ်နိုင်တော့ ဆိုလိုချင်တာအဲ့ဒီဩဝါဒမှာသင်ကြားတဲ့အခါမှာလေးပဲဘယ်သူပဲဝေကဟောဟောစမ်းစစ်ပါဘယ်လိုစစ်ရမလဲကျွန်တော်တို့ကချင်းခွင်လူချင်းရမှာကတမာကျန်းစာပါဒီလူပြောသလားမှန်သလားစုံစမ်းပါနံပါတ်3မှာသူတို့ရဲ့ဟောပြောချက်ကိုစုံစမ်းပြီးတဲ့နောက်မှာဘာလို့ရအောင်မလဲသူတို့ကိုလွေမှန်းသေးချပြီးဆိုရင်ပြက်ပြက်တတ်တတ်ရှောင်ပါ ယောမအခန်းကြီး16အငယ်16ဆက်ရှိသေးမှာငေကိုတို့တင်တို့ခံရပြီးသောဆုံးမဩဝါဒနဲ့စန့်ကျင်ဖက်ဖြစ်သောတင်းခွေခြင်းမှားယွင်းခြင်းအကြောင်းတို့ကိုပြုတ်တတ်သောသူတို့ကိုမှတ်၍ရှောင်ကြလောဟုငါတတိပေအကြောင်းမူကားသူသူတို့သည်ငါတို့တခင်ခရစ်တော်၏အမှုကိုမဆောင်ရွက်ပဲမိ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 တို့ဝန်ကိုအမမိမိတို့ဝန်၏အမှုကိုသာဆောင်ရွက်၍ လောကဝတ်စကားနဲ့ချောမော့သောစကားအဖြစ်စစ်ကောင်းသောသူတို့ကိုလှည့်ဖြားတတ်ကြ၏မိษาဆရာရီယာလူကပတ်တော်ဟောပြောတုန်တင်တဲ့အခါမှာသူတို့ကတော့ဖခင်အမှုခရစ်တော်အမှုဆောင်ရွက်တာမဟုတ်ဘူးမိမိရဲ့ဝမ်းတထွာအတွက်အမှုတော်လုပ်ငန်းကိုစီးပွားရေးတဖွဲ့ရလုပ်လုပ်တယ်ခရစ်တော်နာမကူအာအလွေးတုံးဆောင်လုပ်လိုက် လူဒီပေးအောင်လှူအောင်ကမ်းအောင်သူတို့စီကနေစုပ်ယူနိုင်တလို့သူစုပ်လို့ရအောင်ညှစ်ထုတ်လို့ရအောင်သူမွှေးရရှိတဲ့မြတ်ပြောင်းအောင်သူနှုတ်ရရှိတဲ့မြတ်အကုန်လုံးညှစ်စုပ်လို့ရအောင်ညှစ်ထုတ်ပြီးတော့ဘာအတွက်လဲကိုချွတ်တော့လုပ်ကြတယ်လွှဲမှလည်းလူရအေးဒီအမှုတော်ဆောင်မစ်ဆာဆရာကြီးကဘာလို့ခိုင်းတာလဲမှတ်ယူရရှောင်ကြလို့ ဒါကြောင့်ဒီဆရာဟာလွဲမှာသောဩဝါဒဆရာဖြစ်ပြီးဟောနေတာကလွဲလွဲနေတယ်။နောင်တလည်းမရဘူး။ဝင်လည်းမဝင်ခံဘူး။အပြောအဆိုအနေအထိုင်လောကီဆန်ဆန်နဲ့ဆက်သွားနေတယ်ဆိုရင်ဝေးဝေးရှောင်ပါ။ဝေးဝေးရှောင်ပါ။အဲ့ဒီလွဲမှားနေတဲ့လူနဲ့ဝေးဝေးကျွန်တော်ရှောင်ဖို့ပါပဲ။ဘာလဲအတိတ်ဘေကဒီမှာတူတူကိုမှတ်ရွှေရှောင်ကြလို့ဆိုတဲ့အတိတ်ဘေက KJV just အောက်ထဲမှာဆို avoid တုံထားဘာစကလုံးလေအဲ့ဒီအဓိကပေက eclino တုံထားအဓိကပေက turn away from သူတို့ကိုကြောခိုင်းလိုက်ပါသူတို့ရှိကနေ away မှာတွားလိုက်ပါကျွန်တော်တို့အဲ့လို away မှာတွားဖို့နေနေတာတာသူတို့ကိုအားကြလို့ ူတို့အာအစပြုတဲ့ဖခင်เจ้าမှာလာဆုဝေးခြင်းမှာလာတင်တန်းဒီမှာမရမကရီတွားပြီးရှောက်လွားတွားတင်ပြီးပိတ်ဆံတွားပေးပြီးတွားလူပြီးပါဝင်သေးတယ်ဆိုတာကူကူတိုင်းကပူပြီးဖခင်မကြိုက်တာဆက်လုတ်တလူဖြစ်သွားတယ်။ဒါကြောင့်လွဲမှားနေတဲ့လက္ခဏာတွေတွေးပြီးဆိုရင်သူနောင်တရရင်ပြတ်တာမရှိဘူး။နောင်တလည်းမရဘူးအပြစ်လည်းမဝင်ချဘူး။ဒီတိုင်းပဲဟောနေတဲ့ဒေသနာကိုလွဲမှားမှန်တိလွဲမှားမှန်တိတိလည်းနဲ့ဆက်ဟောနေတယ် အသက်တကလောကီဆန်ဆန်နဲ့နေတယ်စစ်ပြီးနေတယ်မူတော်လုံငန်းကို1တထွားနဲ့ကိုရဲ့1ပိုက်အတွက်နဲ့ကုကျွတ်အတွက်ရှာနေတယ်ဆက်လုံနေတယ်ဆိုရင်ဝေးဝေးရှောင်ပါနံပါတ်3ရှင်းရှင်းလင်းလင်းပဲနံပါတ်4ဘလို့ဆက်ဆံရအောင်မလဲအဲ့ဒီလူနည်းနည်းလေနဲ့နေလာတူတူကိုလက်မခံနဲ့တူတူကိုလက်မခံနဲ့ဖတ်ပါရစေနှစ်ရောခန်းကြီးခုနှစ် sorry အခန်းကြီးကျွန်တော်ပြောမှသွားအခန်းကြီးမရှိဘူး2ရော9 7ခရစ်တော်၏ဒေသနာ၌တည်တော်သူသည်ခမဲတော်နှင့်တားတော်ကိုသိ၏သူဒေသနာတော်မပါတော်သူသည်သင်တို့ထံသို့လာလျင်ဘာကိုပြောချင်တာလဲခရစ်တော်အကြောင်းခရစ်တော်ကဟောခဲ့သောဒေသနာစင်ကြီးသောအရာကိုဟောသောအရာထဲမှာမပါဘဲနဲ့မာယွန်းတဲ့အရာဒေသနာကိုဟောနေတဲ့လူပြောချင်တာဖြစ်တယ်သင်တို့ထံသို့ဘာပြောလဲ လာရှိတဲ့သူ့ကိုတင့်အိမ်၌လက်မခံနဲ့မင်္ဂလာစီစေဟုနှုတ်မဆက်နဲ့မင်္ဂလာစီစေဟုထူသူကိုနှုတ်ဆက်လင်သူဤဆူယုတ်သောအကျင့်တို့သည်ဆက်ဆံရာသူရောက်၏သတိထားကြရအောင်တခါတခါကျွန်တော်တို့ကသဘောထားအယံကြီးလုံးနဲ့ကြေလုံးနဲ့အယံကောင်းလုံးနဲ့ ဘသူထက်လဲဖယားထက်ကူကျွန်တော်ကောင်းချင်ကြတယ်ဖယားကတော့မှကြောခိုင်းပါအဝေးရှောင်ပါလက်မခံနဲ့လို့ပြောနေပါလက်နဲ့ကူဖယားသခင်ထက်ကြောင့်ကျွန်တော်ကျွန်တော်တို့ကပူပြီးသဘောထားကောင်းချင်ကြတယ်ဒီနေရာမှာလက်မခံနဲ့သူတို့ကိုလက်မခံနဲ့ပြောတဲ့အခါမှာအဲ့ဒီစကားလုံးက receive not တုံထားတယ် receive not လို့စကားလုံးကဘာကိုပြောချင်တယ်လဲဆိုတော့အာ to take to choose select လမ်ဘနိုဆက်စကလုံးတုံထားတယ်မယွိနဲ့မခေါ်နဲ့ဥပမာသင်တို့ဖျားเจ้าမာလေးတရားလာဟောဖို့မခေါ်နဲ့မဖိတ်နဲ့ conference အစည်းအဝေးလာသင်တန်းလာတုံးလာသင်တန်းလာရတူရစီသင်တန်းလာစံစာเจ้าဖွင့်တဲ့ခါမှာလာဘယ်လောက်နာမယ်ကြီးပါစေအလှူအဒန်းဒီဘယ်လောက်လုတ်ပါစေအေးဒီလိုကိုမခေါ်နဲ့ အေးဒီလူကိုလက်မခံနဲ့ဆိုတဲ့ဖြစ်တယ်နော်တချို့သောလူတွေကမှားယွင်းတဲ့ဩဝါဒတွေဖြန့်နေတယ်ဟောနေတယ်ဆိုတာတိပါလျက်နဲ့စီပွန်ဆာကောင်းလူလက်ခံပြီးပလင်ပေါ်မှာနေရာပေးတာမျိုးအဲ့ဒါကတစ္ဆာမရှိတဲ့အစေခံတည်းရဲ့လုပ်ရဖြစ်တယ်ကျွန်တော်ဖျားရှိမှာဒီလူဟာဟောနေတာလွေးနေတယ်မှားနေတယ်ဆိုရင်ပြက်ပြက်သားသားကျွန်တော်သူတို့ပြောရအောင်ကျွန်တော်အရင်တစ်ပတ်မှပြောပြီးပါတယ် ကျွန်တော်အင်္ဂတိမိတာနဲ့လာပြီးမှလာဖိတ်တဲ့လူရှိပါတယ် sorry မလာနိုင်သင်တို့ခံယူတဲ့အရာလေးလွဲတယ်နော်လို့မှားတယ်နော်လို့တတိထားပါပြန်လေပြီးမှကိုခံယူချက်တူပြန်လေလာပါလို့မှားလို့လာတယ်မှားလို့လာဆိုတဲ့အရာတိအဆင်ရောက်ပါတယ်ထုံသွားတယ်ထူသွားတယ် အကြီးပြားထူတယ်ဆိုတာထုံကျင်သွားတယ်ဆိုတာကအနာအဆာမသိတော့အေးဒီမာယူနေဩဝါဒထိမှနှိမ့်မြုပ်တဲ့အခါမှာလွေမန်းကိုမသိကြတော့ဒါကြောင့်အဲ့ဒီလွေမန်းနေတဲ့မိစ္ဆာဆရာကြီးကလက်မခံဘူးအသင်းတော်မှာပလီမပေးနဲ့တရားမဟောစင်နဲ့တင့်မှာတာဝန်ရှိတဲ့တင့်လို့ဆရာကြီးဂျန်စာကျောင်းဆိုရင်ဂျန်စာကျောင်းတာဝန်ခံဒီမှာတာဝန်ရှိတယ်နံပါတ်5 သူတို့ကိုဆုံးမပစ်တင်ပါတိတုအခန်းကြီး1အခန်းငယ်73ကနေ74တွေမှာဖတ်ပါမယ်ဤသက်သည်မှန်ဤထို့ကြောင့်သူတို့သည် ယူဒအဂျန်ဒါရီစကားကို၎င်းတမန်တရားကိုစွန့်တော်လူတို့၏ပညာတို့ကို၎င်းအမှုမထားပေယုံကြည်ခြင်းအမှုကိုစင်ကြယ်စေခြင်းကသူတို့ကိုချက်တီးစွာ ဆုံးမပစ်တင်တော် အဲ့ဒီမှာအင်္ဂလိပ် KJV ကျမ်းစာမှာဆိုရင် rebuke him sharply sharply jet this one I think ဘေကဘာကိုပြောချင်တာလဲအမားကိုထောက်ပြပါအမားကိုထောက်ပြရုံမကားမှာဒီနေရာမှာကျမ်းစာနဲ့လွိနေနေနော်ဒါကမလွတ်တင်ဘူးနော်ပြောပြပါဒါယူမကားဘေးနဲ့ဘာပါသေးတယ် chestan panis အဲ့ဒါလက်မခံဘူးဆိုပြစ်ဒဏ်လက်ပေးပါ အသင်းတော်မှာလွှဲလွှဲချော်ချော်ဟောတဲ့လူငယ်တွေရှိကောင်းရှိနိုင်တယ်။လိုင်းပေါ်ကဟာနားထောင်နားထောင်နဲ့လွှဲနိုင်တယ်။မကောင်းဘူးနော်။ကြီးလေညီမလေးတင်ဟောနေတာလွှဲနေတယ်နော်။ကျန်းစာမှာဒီလူတင်ပေးနေတော့ကျွန်တော်တင်ပေးတယ်။လက်မခံဘူးဆက်ဟောတယ်ဆိုရင်အဲဒီလူကတတိပေးနေပါလျက်နဲ့အပြစ်ထောက်ပြနေပါလျက်မရ။ rebuke စကားလုံးကစူယုံမကောက်။အပြစ်တင်ယုံမကောက်။ဆုံးမတာ။တနည်းအားဖြင့် just discipline လို့ခေါ်တယ် အသင်းတော်ကနေမောင်းထုတ်တာ။ဂိုင်းကနကနေမောင်းထုတ်တာ။အဖွဲ့အစည်းကနေဖယ်ရှားတာ။အေးဒီဟာကိုပြောချင်တာဖြစ်တယ်။မိမိအသင်းတော်ထဲမှာတချို့တွေကလိုင်းပေါ်ကနေဟူစားဒီစားအယူဖယ်အသားစားစုပြီးစကလုံးတလှလေးနဲ့ဟူစားဒီစားနော်တကယ်တမ်းကျတော့ကျွန်တော်တို့စကားလှလှလေးနဲ့အယူဖယ်အသားစားပါကျွန်တော်တို့ခေါင်းသာတင်ယူတယ်လို့ပြောကြတယ်ဟုတ်မလို့လို့ပဲကြားလာရင်မသိဘူး ပေါင်းဦးထဲမှာပေါင်းထားတဲ့အသားကအစိတ်ကြီးနဲ့ပေါင်းထားတဲ့အသားကဘလောက်ပဲအယူဖေပါစေအသားထဲမှာအစိတ်ဝင်နေတော့ပဲဆိုမသိကြဘူးကြိုးချင်တာကဘာလဲလွေမာနေအိုဝနာဆရာဒီကဆူတောင်းပါဆူတောင်းရင်ရမေနော်ချမ်းသာမေပေးပါပေးရင်များကြီးရမေသူတို့ပေးဖို့တော့တင်ပေးတယ်ရမေဆိုတဲ့အကြောင်းအရာကရဖို့ရဖို့ရဖို့တင်ခပေးခိုင်းတာ ချမ်းသာဖို့တင်ခိုင်းတာယေရှုယုံကြည်ပါချမ်းမာမယ်ချမ်းမာဖြူချမ်းမာဖူလောက်ချမ်းသာဖူလောက်ယေရှုယုံခိုင်းတာအဲ့ဒီတဲမှာစူတောင်းခြင်းချမ်းစာဖတ်ခြင်းအာပေးကမ်းခြင်းဟောပြောခြင်းအမှုတော်ဆောင်ခြင်းနာကောင်းတဲ့လက္ခဏာအသားတွေဖြစ်တယ်ဒါမှမဟုတ်အဲ့အသားတဲမှာအစိတ်ပါတွေဆိုတာဖောက်ပြောခြင်းတယ်ပေးရတဲ့အကြောင်းအရင်း reasoning reason နဲ့ attitude ကလွဲသွားပြီ လွယ်မာတဲ့လူတွေရဲ့ပေးရတဲ့အကြောင်းရင်းကလောကမှာချမ်းသာမှုပဲပေးတော့လွယ်မာတဲ့လူတွေအာဘယ်လိုပြောမလဲကောင်းမှုကုသိုလ်လုပ်ရတဲ့အကြောင်းကခရစ်တော်ဘုန်းတော်ထင်ရှားဖို့နဲ့ကောင်းကင်မှာဆုရတရဖူရဖို့ဆိုတဲ့ဆန္ဒယေရှုတင်တင်ပေးတယ်လို့မဟုတ်တော့ကောင်းမှုကုသိုလ်လုပ်ရင်ကယ်တင်ခြင်းရမယ်အကြောင်းကောင်းမှုကုသိုလ်လုပ်ရင်လောကမှာချမ်းသာမယ်အကြောင်းငွေကြီးများများပဲလောကမှာပူပြီးချမ်းသာမယ်အကြောင်းဒီတင်ပေးတဲ့အခါမှာ အတာစာအယူဖေလို့ပြောပြီးမယ်အတာအသေးမှာအဲ့ဒီအစစ်ချမ်းသာခြင်းလို့ကြီးမြတ်ခြင်းလို့ဖရားကိုကူကွေတာမျိုးအစစ်ကပါသွားတယ်ဆိုတာတတိမထကြဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီလူတွေကိုကိုယ့်ရဲ့ဇနီးသားသမီးမှာတော့မကောင်းအသိန်းတော်မှာတော့မကောင်းအစပြုရအောင်လွယ်နေတဲ့လူဆိုရင်အမားထောက်ပေးရအောင်ဂျမ်းစာနဲ့ရှင်းပြရအောင် apologetic ဆိုတာကျွန်တော်ပြောပြီးပြီအမားကိုထောက်ပြပြီး တမာတရားကိုရှင်းပြခြင်းဖြစ်ပါတယ်။ဒါကြောင့်အဲ့လိုပြောနေပါလက်နဲ့မရရင်လက်မခံနဲ့တော့ရှောင်လိုက်တော့မတွေးနေတော့နောက်ဆုံးမှာ rebuke ဆုံးမှာပါဖေးပလိုက်ပါ။နောင်တရတဲ့နေ့မှာပြန်လက်ခံလိုက်ပါ။ဆူရာကူပေါ့နော်။ဒါကူကျွန်တော်တို့အနေနဲ့အာ dreaming ထားတဲ့အရာဖြစ်ပါ